မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ကျေးဇူးတော်နဲ့ညီသက်ချင်းကောင်းချီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှကျွန်ုပ်ဘောသူတက်ရောက်ပါစေ။ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။ကျေးဇူးတော်ကြောင့်2025ခုနှစ်မတ်လယနေ့ဆိုရင်ကျွန်တော်တို့17ရက်နေ့သို့ရောက်ရှိလာပါပြီ။ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရစေ။နေ့ရက်စတိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ကျွန်တော်ယခုတောင်ကြီးပန်တခွားကနေ live လွှင့်နေခြင်းဖြစ်ပါလေ။ဆုတောင်းကြပါစို့။ အဖဖေဟာခြေစွတင်ပါလေနှုတ်ဝတ်တော်အဖြစ်တိဆောက်ဆရာဖြစ်စေပါနေ့တိုင်းနှုတ်ဝတ်တော်နားထောင်သောသူတွေအတွက်နတ်နေတဲ့တမာတရားသည်နှလုံးသားမှာအမြင့်ဆွဲစေပါအခုလည်းကျွန်တော်ပြောတာထက်ကိုရော ပြောခြင်းသာဖြစ်စေပါ သခင်ယေရှုနာမအားဖြင့်ဆုတောင်းဖြင့်ဝေငှပါလေဖေဟာအာမင်ဖြတ်ရှင်ရဲ့ခြေစွတော်ကိုချီးမွမ်းပါလေကျွန်တော်ဒီကနေ့ခေါင်းစဉ်တစ်ခုပေါ့ကျွန်တော်နားထောင်မှာဖြစ်တယ်အဲ့ဒါကတော့ဘာလဲဆိုတော့ ဆုတောင်းသူတဦး၌ရှိရမည်စိတ်နေသဘောတာအဲ့ဒီကောင်းစဉ်လေးကအလွန်လေးအရေးကြီးတဲ့ကောင်းစဉ်တစ်ခုဖြစ်တယ်အဲ့တော့ယုံကြည်သူနဲ့ဆုတောင်းခြင်းဆိုတာခွဲလို့မရတဲ့ကိစ္စဖြစ်တယ်မှယုံကြည်သူနဲ့ယုံကြည်ခြင်းဆိုတာခွဲလို့မရဘူးယုံကြည်ခြင်းနဲ့ယုံကြည်သူနဲ့ကောင်းငင်ပရတိသူဘုံဝင်စားခြင်းဆိုတာခွဲလို့မရဘူးပြောချင်တာကဒါဒွန်တွဲနေတာ အမအစာရှောင်ခြင်းနဲ့ဆုတောင်းခြင်းဒါခွဲလို့မရဘာအစာရှောင်ပြီးဆုတောင်းရတာလေအစာရှောင်ရုပ်ရှင်ကြည့်မှမဟုတ်တာနော်အစာရှောင်အတင်းတုပ်မဟုတ်ဘူးအဲ့လိုမဟုတ်ဘူးအစာရှောင်မြို့ရဲရှောက်လေမဟုတ်ဘူးအစာရှောင်ဆုတောင်းယုံကြည်သူဆုတောင်းယုံကြည်ခြင်းစံစာဖတ်ခြင်းဆုတောင်းခြင်းမျှော်လင့်ခြင်းဒါတွေကကျွန်တော်ယုံကြည်သူခရိယာနဲ့ဒွန်တွဲနေတဲ့ကိစ္စတွေဖြစ် တောင်းဒီဆုတောင်းခြင်းကယုံကြည်သူတယောက်မှာရှိကိုရှိရမှာလူတယောက်ကိုထမင်းစားဖို့တတိပေးကြမလို့ဘာကြောင့်လဲဆိုတော့သူ့မှာဘိုက်ပါတဲ့ကြောင့်စားတတ်တယ်အစာအိမ်ရှိလို့အစာတောင်းတတ်တယ်အဲတော့ယုံကြည်သူတယောက်ကိုဆုတောင်းတော်လို့မှားเสียအကြောင်းမရှိယုံကြည်သူမှရင်ဆုကို တောင်းတတ်ရမှာဖြစ်တယ် ယုံကြည်သူမှန်ရင်ဘုရားစကားနာကိုနားထောင်တတ်ရမှာဖြစ်တယ်။ဒါကြောင့်ပြောရစကားတွေမဟုတ်ဘူး။တမန်ကျမ်းစာပြောရစကားတွေဖြစ်တယ်။ဟောဒီကနေ့ကျွန်တော်ရဲ့သက်တာမှာလေဒီကောင်းစင်ဟာကျွန်တော်ကိုအများကြီးစကားပြောမယ်လို့ယုံကြည်တယ်။ဒါကြောင့်ဆုတောင်းတဲ့သူတယောက်မှရှိရမယ့်စိတ်နေသဘောထား။ဟုတ်တယ်ယုံကြည်သူတော့မှန်တယ်ဆုတောင်းခြင်းလည်းရှိတယ်ဒါပေမဲ့ဆုဘလောက်တောင်းတောင်းကျွန်တော်ကဖော်ပြမယ့်အချက်တွေပေါ့။ ဒီစိတ်နေသဘောထားဒီအချက်တွေမရှိပြန်ရင်လေဖခင်ကပြီးမှာမဟုတ်ဘူးဆိုတာသူတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ចန်းစာပေါ်ပြထားတာ။အဲ့ဒါပဲနဲ့သင်စုလဲတောင်းနေယုံကြည်သူလဲမှန်နေစုတောင်းနေဒီချက်တွေလဲရှိရင်အာဒါစုံလင်သောအတ္တတာဖြစ်လာမယ်။တောင်းတဲ့အတိုင်းဖခင်ကပြုတ်မှာဖြစ်တယ်။ကြောင့်ကျတော့ဒီကောင်းစင်အောင်မှာအချက်၁၀ချက်နားထောင်မှာဖြစ်တယ်။အော်ယုံကြည်သူတယောက်စုတောင်းသူတယောက်မှာရှိရမယ်စိတ်နေသဘောထား၁၀ခုကျွန်တော်နားထောင် အော်တရက်ကိုနှစ်ခုစီကျွန်တော်ထောင်သွားမှာဖြစ်တယ်။အော်ဆွတ်ဒေါင်းရင်းနဲ့ပတ်သက်တဲ့အခြေခံချက်လေး၆ချက်ကျော်ပြောခြင်း ਨੇ ။နောက်ဒီ brand တစ်ချက်ကဘာလဲဆိုတော့လူတယောက်ကများများဆွတ်ဒေါင်းရင်နည်းနည်းလုပ်ရအောင်။နည်းနည်းဆွတ်ဒေါင်းရင်များများအလုပ်လုပ်ရအောင်။ပြောပြောခြင်းနဲ့သင်များများဆွတ်ဒေါင်းရင်သင်အသက်တာမှာနည်းနည်းလုပ်ရုံနဲ့အဆင်ပြေတာ။ဒါပေမဲ့နည်းနည်းဆွတ်ဒေါင်းရင်သူများထပ်ပိုပင်မှန်းပြီးအလုပ်လုပ်ရတယ်ဆိုတွေ့ရတယ်။အော်များများဆွတ်ဒေါင်းတက်ဖို့လိုတယ်။ နမနိဒုတိယချက်ကဘာလဲဆိုတော့လူလှုပ်ရင်လူလှုပ်တော့ပဲပြီးသွားတာဒါပေမဲ့လူကဆုတ်တောင်းလိုက်ရင်ဖះလှုပ်တဲ့လောက်ပြီးသွားတာအဲဒါလေးကိုကျွန်တော်အခြေခံနားလေရနောက်ဆုံးတတိယချက်ကလူတယောက်ကတရက်ဆုတ်မတောင်းရင်ဖះသခင်ကသူတရက်မလိုတော့ဘူးလို့ကြေညာလိုက်တာ ਨੇ အတူတူပဲဆိုတော့တွေ့ရတယ်နောက်နမလေးဇုတ်တာချက်ကလျှက်ဆက်အဖို့နဲ့အမနဲ့ထိမိပွန့်တယ်ဒါလိုပဲလူနဲ့ဖះနဲ့ဆုတ်တောင်းခြင်းနဲ့ထိလိုက်တာ ਨੇ တကူးထွက်တယ်ဆိုတော့ တတွေ့ရတယ်။ဥမာဒီဆက်နှစ်သွေးသွနာဆွဲတဲ့မိန်းကလေးသူ့ယုံကြည်ခြင်းနဲ့သူတခင်ယေရှုရဲ့ဘဘောကိုတွတ်တို့တဲ့ခါတကူထွက်တယ်။သူ့ရဲ့တောင်းဆိုမှုကယုံကြည်ခြင်းနဲ့ဘဘောတွတ်တို့တာပဲ။တကူထွက်တယ်။တော့လူနဲ့ဖခင်နဲ့ဆုတောင်းခြင်းနဲ့ထိတ်ရင်ပါထွက်လေတကူထွက်။ဒါမှလေး။နောက်ငါးချက်ကဘာလဲဆိုတော့ဖခင်ရှေ့များများဒူးထောက်တဲ့သူကလောကကြီးရှေ့ဒူးထောက်เสียမလို့ယင်ကော့လျှောက်လို့ရတယ်။ ဒါတမင်ဘုရားခင်ရှိဒူးမထောက်တဲ့သူကလောကကြီးကိုကြောက်တယ်လောကကြီးအရှိမအမြဲဒူးထောက်နေရတယ်ဆိုတော့သူတွေ့ရတယ်။နောက်နံပါတ်6တစ်ချက်ကတော့ဘာလဲဆိုတော့စုတ်မတောင်းတဲ့သူကတကူမရှိ။ဒါပေမဲ့မြန်မြန်စုတ်တောင်းတဲ့သူကမြန်မြန်တကူရှိ။အင်္ဂလိပ်လိုဆို no prayer no power more prayer more power စုတ်မတောင်းတဲ့သူကတကူမရှိ။ဘာနဲ့သွားတူလဲဆိုတော့စားမပါတဲ့ဟင်းလိုပဲပေါက်ပြက်ပြက် စုမတောင်းတဲ့သူရဲ့တက်တောင်ချိလိုက်ပေါက်ပြက်တယ်လေးနက်မှုပါမရှိတော့ဒါပေမဲ့စုတောင်းတဲ့သူမှလေးလေးနက်နက်ဖြစ်လာတယ်သူပြောတဲ့အစကားတွေသူ့ရဲ့အသက်တာမှာဟောဗာရီပါလေလေလေးနက်ချင်းတောင်းခရိယံသက်တာမှာဘာတောင်းရမလဲစုတောင်းခြင်းလူကိုလူရေးဆိုတော့တော့တွေ့ရတယ်ကဲလို့စုတောင်းတဲ့သူတို့မှရှိရမယ်စိတ်နေသဘောထား၁၀ချက်ရှိကဲဒီမတိဘရန့်ချက်ကစုတောင်းတဲ့သူမှဘာရှိရယုံကြည်ခြင်းရှိရမယ်အဲ့ဒါအရေးကြီးဆုံး ဘလောက်တောင်းတောင်းမယုံပဲတောင်းရင်ဘုရားသခင်ကအဖြေမပြီးတော့တောင်းကခင်ရှုကသူ့ရှိကိုလာပြီးတော့ဒီကျမ်းမာရေးနဲ့ဆိုင်ပြီးကုသခြင်းခံယူတဲ့သူတွေသူမြဲမေးတယ်ယုံသလားပဲမေးတယ်ပစံဘလောက်ရှိလဲပညာဘလောက်တက်လဲရုပ်ဘလောက်ချောလဲအတိုင်းဝိုင်းဘလောက်ရှိလဲဘာတွေဘလောက်ရှိလဲတကယ်ရှုမမေးဘူးသင်သည်ယုံသလားလို့ပဲမေးတယ်ဟောဒီကနေ့ကျွန်တော်ကဆုတောင်းရင်အရေးကြီးဆုံးကနံပါတ်1ဘာရှိရမလဲယုံကြည်ခြင်းရှိရမလဲ ဒါကြောင့်ဟေဘေဝရစာခန်းကြီး7အငယ်6မှာဒီလိုပြောတယ်။ယုံကြည်ခြင်းမရှိရင်ဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင်။အကြောင်းမူကားဘုရားခင်ထံတော်သို့ချဉ်ကပ်တော်သူသည်ဘုရားခင်ရှိတော်မူသည်ကိုလည်းကောင်းကိုတော်ကိုရှာတော်သူကအကျိုးပေးတော်မူသည်ကိုလည်းကောင်းယုံကြည်ရမည်။အာမင်။နောက်ကျွန်တော်မှရေးတာရှင်းတယ်။ဘုရားစိတ်တွေ့ဖို့ဘာမှမရှိလဲရတယ်။ယုံကြည်ခြင်းရှိရင်တွေ့။အဲ့တော့လူတယောက်ကဆုတောင်းတယ်ဆိုကြရဲဖျားကိုချင့်ကတ်တဲ့သူက ယုံကြည်ခြင်းစိတ်ရှိပြီးတောင်းမှအဖြေရကိုရမှာဖြစ်ဘလောက်တောင်းတောင်းမယုံရင်လည်းဖရာပေးမှာမဟုတ်ဘူးဆိုတော့တွေ့ရတယ်။ဟောဒီကနေ့သစ်မှာဘာရှိရမလဲ။ယုံကြည်ခြင်းနဲ့တောင်းရမယ်။ချွတ်ကလေးစုတာတောင်းတာတန်လျာရှိတယ်။ချွတ်စုတာတောင်းတာစိုးရင်တကလေးစုတာတောင်းစိတ်ပူတကလေးစုတာတောင်းတာဖရာခင်ကိုစိတ်မချဘူးဖြစ်တယ်။အဲဒီလိုလူတွေနဲ့ဖရာခင်အလုံးမလုံးဘူးမိတ်ဆွေ။ အေးအကျွေးမဲ့ငါတို့ကိုးဝယ်တဲ့ဖခင်တောင်းတဲ့အတိုင်းပေးမယ်လို့ယုံတဲ့သူနဲ့ပဲဖျက်ခဲ့အလုပ်လုပ်တာဖြစ်တယ်။တောင်းချမ်းသာရင်းမှာအမျိုးသမီးနှစ်ယောက်သူတို့တောင်းတယ်ယုံတယ်တကယ်ရတယ်။အဲ့ဒါဘာလို့လဲဆိုဟာနာခလေးရဖို့တောင်းတယ်ယုံပြီးတောင်းတယ်တကယ်ခလေးရရှမွေးလိုက်ရ။နောက်အေးသတ္တာလူမျိုးတစ်မျိုးလုံးကိုသတ်မိန်ထုတ်ထားတဲ့အေးအာရွှေရုပ်ရဲ့အမိန်တော်ပြတ်ပြဲသွားဖို့ အဆာရှောင်းဆုတောင်းပြီးအာရွှေရို့ဝင်ပြောတာယုံကြည်ခြင်းနဲ့ပြောတာအဲ့အမိတ်ပြတ်ပြဲသွားတယ်။ဟောဒီမောင်ချမ်းထဲမှာယုံပြီးဆုတောင်းတဲ့ထင်ရှားတဲ့မျိုးမီးများပြောပါဆိုဣဒရာနဲ့ဟာနာပဲ။ယုံပြီးတောင်းတာသူတို့တကယ်ရတယ်။နောက်ဒီမောင်ချမ်းမှာထင်ရှားတဲ့ယုံကြည်ခြင်းရှိတဲ့ပုဂ္ဂိုလ်တွေအများကြီးတဲ့နှစ်ယောက်ပြောပါဆိုနောအေးနဲ့အာဗြဟံပဲ။နောအေးကမိုးရွာတာမမြင်ဘူးဒါပေမဲ့သင်မောဆောက်ပြီးယုံကြည်ခြင်းနဲ့မျှော်လင့်တကယ်ပဲသူ ယုံတဲ့အတိုင်းပဲသင်မောပြီးပြီးသင်မောတွေဝင်နေနေမိုးဆရွာတော့အဲ့ဒါယုံကြည်ခြင်းလို့ခေါ်တယ်။အဒီကနေ့သင်တတ်တာမှာသင်ရဆုတောင်းပြီးယုံထားမှဘုရားသခင်ကကောင်းငင်တမှာလွတ်ပြီးအလုံးလုံမယ်ဆိုတော့ကိုအပိချင်တယ်။တော်တော်ကြီးကယုံတဲ့စိတ်နဲ့တောင်းလိုက်တယ်တကယ်ဘုရားအပြည့်ပေးပလိုက်။ယုံတဲ့စိတ်နဲ့စောက်တယ်သင်မောပြီးတာနဲ့မိုးရွာတာတမ်းမြင်ရ။အော်ယုံတဲ့စိတ်နဲ့တောင်းအံ့ဩပွေတမြင်ရတော့ နောက်အာဗြဟံသူ့သားကိုဘုရားသခင်ကရစ်ပူဇော်ဖို့ပြောတဲ့အခါသူတောင်ပေါ်မောရီတောင်ပေါ်တက်ပြီးသွားပြီးပူဇော်တဲ့အခါမှာဒီကလေးကိုသတ်လိုက်ရင်ဘုရားသခင်အသက်ပြန်သွင်းမယ်လို့သူယုံတယ်ဗျာ။ဒါကြောင့်လဲသူကသတ်ဖို့ပြင်ဆင်တဲ့အခါမှာဘုရားသခင်ကသူ့လက်ကိုတားထားတယ်။ဟောဒီအရေကိုကြည့်ခြင်းအဖြစ်ဒီပုံကိုယ်တွေကဆုတောင်းတဲ့အချိန်ဘုရားသခင်ပေးတာပါမို့သူတို့ကယုံတဲ့စိတ်နဲ့ဆုတောင်းခဲ့ အဲ့ဒီကနေ့ချက်တော့ဒီကိုပေါ်မှာအားပေးခြင်းနဲ့သင်ဆုတောင်းပြီးဒီကနေ့အထိမဖြစ်တဲ့အရာအားလုံးနှုတ်ကပတ်တော်သင်စကားပြောတယ်။ယုံပြီးထပ်တောင်းဖြစ်လာလိမ့်မယ်။ပြန်ပြောခြင်းနဲ့ယုံကြည်ခြင်းအပြည့်နဲ့ဆုတောင်းဖြစ်ကိုဖြစ်လာမယ်ဆိုတာကိုအားပေးခြင်းနဲ့။ဒါကြောင့်ဆုတောင်းသူတူဦးနိုင်ရှိရမယ်စိတ်နေသဘောထားနံပါတ်1ပထမတစ်ချက်ကယုံကြည်ခြင်းရှိပြီးဆုတောင်းမှရမှာဖြစ်တယ်။ကဲနံပါတ်2ဒုတိယချက်ဒုတိယချက်ကဘာလဲဆိုတော့ရေးရင်ခြင်းရှိပြီးဆုတောင်းရေးရင်ခြင်းနဲ့ဆုတောင်း ေဘေဝရစာခန်းကြီး၄အငယ်၁၆ကျွန်တော်နဲ့ဖတ်ပေးခြင်းနဲ့ထို့ကြောင့်ငါတို့သည်တနာခြင်းကိနာတော်ကို၎င်းတော်လျော်သောမဆခြင်းခြေစုတော်ကို၎င်းခံရမိအကြောင်းရဲရင်သောစိတ်နှင့်ခြေစုတော်ပလင်ခြင်းတို့တိုးဝင်ချင်းကပ်ကြကုန်အာမင်ဟေဘေဝရစာခန်းကြီး၄အငယ်၁၆ဟောကျွန်တော်မှာပြောတာရှင်းတယ်နော် တနာချင်းဂိယူနာနဲ့တော်လျော်တဲ့မဆာချင်းခြေစူးခံရမိအကြောင်းဆိုတော့ဘုရားသခင်ကလူကိုတနာပြီးပေးဖို့အစင်သင့်ရှိပြီးသားတော်လျော်တဲ့မဆာချင်းကလည်းအစင်သင့်ဘုရားပေးခြင်းပြီးသားဒါပေမဲ့အဲ့ဒါတော့ရဲရင်သောစိတ်နဲ့တိုးဝင်ချင်းကမှရဟောသူစွတောင်းတဲ့သူကတွန့်ဆုတ်တွန့်ဆုတ်ရမှရပါမလားအဲ့စိတ်တွေလုံးဝဖေရဘာစိတ်နဲ့တိုးဝင်ရမလဲရဲရင်သောစိတ် ပြီးရင်တေယောအခန်းကြီး9ငွေ14မှာလည်းသူထပ်ပြောတယ်ငါတို့ဒီဘုရားသခင်ထံတော်သို့ယဉ်ကျင့်ခြင်းအကြောင်းဟုမူကားငါတို့ဒီအလိုတော်နဲ့အညီတစုံတစ်ခုသော စုကို တောင်းလင်ဘုရားသခင်သည်နားထောင်တော်မူ၏အာမင်ကျမ်းစာမှာတောင်းခြင်းရာတောင်းဘုရားနားထောင်တယ်လို့မပြောဘူးတခုမှတတ်မှတ်ပြီးတောင်းဘုရားပေးမယ်လို့တခုမှမပြောဘူးအလိုတော်နဲ့ညီသောတစုံတစ်ခုသောစုကိုတောင်းရင်ဘုရားသခင်ကနားထောင်တ နောက်ဒီကနေ့ကျွန်တော်တောင်းတဲ့ရာအားလုံးကအလိုတော်နဲ့ညီနေရကိုမှရှိတဲ့ရာဒီရာကြီးကို ပွားအောင်လုပ်ပါဟိုရာကြီးကို ပွားအောင်လုပ်ပါအဲ့လိုတွေပြောပြီးတောင်းတာတက်အလိုတော်နဲ့ညီတဲ့ဆုတောင်းခြင်းဒါကိုပြောချက်ကျန်းစာထဲမှာတခေရှိော့မုံကားလုံးငားတကောင်လူငားတော်ကျွေးတော့ပွားဖို့လိုတဲ့ခါမှာအလိုတော်နဲ့ညီတယ်ပွားပါတယ်ဗျာဒါပေမဲ့အလိုတော်နဲ့မညီဘဲနဲ့အတ္တဆန်တဲ့ဆုတဲ့စိတ်နဲ့တောင်းရင်လည်းဘုရားမပေးဘူးဗျာ ဒါလေးကိုကျွန်တော်သတိထားဒါကျွန်တော်ပြောတဲ့စကားလေးမဟုတ်ဘယ်ပြောတာတမာချမ်းသာတော့အလိုတော်နဲ့ညီတဲ့တစုံခုသောဆို့တောင်းလင်ဖြတ်ခဲ့နားထောင်တော်မူမယ်အဲ့ဒီအလိုတော်နဲ့ညီတဲ့ဆို့တောင်းတဲ့သူကတွန့်ဆုတ်တွန့်ဆုတ်မတောင်းတော့သူကရေးရင်ချင်းနဲ့တောင်းတယ်အဲ့ဒီပုံမှာဖြတ်ခဲ့ကသူနဲ့အတူအလုတ်လုတ်တယ်ဆိုတော့သူတွေ့ရတော့ဒီနေ့ဆုတောင်းတဲ့သူမှာရှိရမယ်နံပါတ်1ဒုတိယအချက်ကဘလို့စိတ်နဲ့တော့ရေးရင်နဲ့စိတ် ကျန်းသာမှာရေရေရင့်ရင့်နဲ့တောင်းနဲ့အံ့ဩစရာအများကြီးရှိတယ်နှစ်ယောက်ပြောမယ်ကားတိုင်းဘောကဓမြကြီးကျွန်တော်အားလုံးသိရနော်ယူရီအားလုံးသခင်ရှုမှားတယ်ဆိုကားတိုင်းတင်နေတဲ့ချိန်မှာသူကရေရင့်နဲ့စိတ်နဲ့သခင်နဲ့ကိုရိုနိုင်ငံတော်တီဗီကြွရတဲ့ခါကြွသတိရပါအဲ့လိုသူစစ်တောင်းဒီနေ့ဒီအချိန်ကာလကျွန်တော်ယုံကြည်သူတွေရဲ့ warring ကာလလို့ပြောရင်မမှားပါဘူးညမကြခင် Easter ဝန်စားဖို့အတွက်နော်သခင်ရှုရဲ့ကားတိုင်းဘောမဟာတောက်ချာကြီးနေ့ ကားတိုင်းပေါ်ကိုတက်ဖို့အတွက်အဲ့ဒီမတိုင်ခင်ရပောင်း40ဝါရင်ကာလာမှာဆစ်တောင်းကြတယ်တကယ်ရှိကကားတိုင်းပေါ်မတက်ခင်ဒီရပောင်း40အတွင်းမှာတကယ်ရှိနဲ့ပတ်သက်ပြီးတော့အထူးစင်ကြင်ပြီးကားတိုင်းကိုတတိရတယ်အဲ့ဒါဝါရင်ကာလာပဲဒါကြောင့်တချို့လဲအဆတ်ရှောင်းတယ်တချို့လဲတတ်တတ်လို့စားတယ်တချို့လဲကျန်းစာပူဖတ်တယ်ပူဆုတောင်းတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီဝါရင်ကာလာမှာ ချစ်တဲ့စိတ်နဲ့လှုပ်နေတာကမင်္ဂလာပဲမိတ်ဆွေတောင်ဒီကားပိုင်ပေါ်လူစုကြီးနေအောင်မတက်ရောက်ကလေသူတကီရှုတ်သိပ်ချစ်တယ်အောက်ကအလုံးကရဇဝတ်သားလို့တကီရှုတ်လှမ်းပြောတဲ့ချိန်သူကတခင် master လို့ပြောတယ်အဲ့ဒီ master လို့ပြောတဲ့ရဲရင်သောစိတ်နဲ့တိုးဝင်ချက်ကတည်းကပရတိသူဘုံသူဝန်စားခွင့်ရသွားတယ်အဲ့တော့တမန်ကြီးရဲ့တောင်းဆိုခြင်းပဲလူစုကြီးရဲ့တောင်းဆိုခြင်းရဲရင်ဆိုတာတောင်းတဲ့ခါတကီရှုတ်ကတင်တင်ငါနဲ့တူပရတိသူဘုံမှာရှိမယ် နောက်ဒုတိယရင်းရင်းစွာတောင်းတာဘာလို့လဲဆိုတော့ရကုတ်ကောင်းကင်ဘာနဲ့တညာလုံးနှစ်ဖန်းလုံးနဲ့ကောင်းကင်ဘာပြောတယ်လွတ်ပါလို့ပြောတယ်ရကုတ်ကပြောတယ်ကောင်းကြီးပေးမှလွတ်မယ်ရင်းရင်းနဲ့စိတ်နဲ့တောင်းတာနောက်ဆုံးကောင်းကင်ဘာပြောမင်းနာမည်ဘာလို့လဲရကုတ်အမင်းနောက်ဆုံးမင်းကိုအစ္စရေးလို့ခေါ်ရမယ်လူမင်းကလူနဲ့လည်းကောင်းမင်းနဲ့လည်းကောင်းပြန်၍နိုင်တကယ်ပဲအစ္စရေးကဒီကနေ့ထိကဘာမှာကောင်းကြီးရတဲ့လူမျိုးတော်ဖြစ်လာအဲ့ဒါရင်းရင်းနဲ့စိတ်နဲ့တောင်းတာတောင်းတဲ့ကနေ့သင်ဟာ ဘယ်မှာရှိလဲရေးမကြည့်မိတ်ဆွေတင်ရှိတဲ့နေရာမှာနံပါတ်1ယုံကြည်ခြင်းနဲ့တောင်းတယ်နံပါတ်2ရေးညင်းတဲ့စိတ်နဲ့တောင်းအဲဒီဘုရားကတင့်ကိုအံ့ဩဖွယ်ပြုမယ်ဆိုတာကိုအပိကျတယ်ဒါကြောင့်ဒီခေါင်းစရာတိတ်အေးကြီးတယ်နှစ်ဖက်ညက်နေလဲကျွန်တော်ပြန်ပြီးနားထောင်အောင်မှာဖြစ်တယ်ဒါကြောင့်ဒီနှစ်ကွက်တော်ကိုနားထောင်တဲ့သူများဘုရားကောင်းချီးပေးပါစေတော့ဒီနေ့ဒီသင်နှစ်နဲ့ချီပြီးဆုတောင်းတာမရသေးတော့သူများလုံးဝစိတ်တမကြနဲ့ပူ၍ယုံပါပူ၍ရဲစင်သောစိတ်နဲ့တိုးဝင်ခြင်းက ပူတဲ့အောင်အောင်ပဲကျွန်တော်ကိုးကွယ်တဲ့ဖရားကအကောင်းဆုံးဆိုနောက်ဆုံးမှပြီးတတ်တယ်။ကာနောင်းမျိုးမင်္ဂလာဆောင်မှနောက်ဆုံးရတဲ့စပည့်ရပထမစပည့်ဒါအရသာရှိပြီးမျက်နာပူပွက်တယ်။ဟာဒီကနေ့သိမောမှာမရတာအားလုံးပူကောင်းတဲ့အရာဖရားရှင်ကပြင်ဆင်မယ်ဆိုတာအပေးရင်နောက်ဆုံးဖြစ်ပျက်တစ်ခုပြောပြီးနေကုန်းချုပ်ချင်တယ်။တခါတော့ကလူငယ်လေးတယောက်က သူကမြို့ဝနေလာတဲ့သူတွေကိုတောမှာပေါ့ းလိုက်ပြီးတော့တော့ကျွမ်းကျင်တော့တော့ကိုလိုက်ပြရတယ်ပေါ့နော်တိတ်သောအခါမှာမြို့ကနေလူတယောက်ကရောက်လာပြီးတော့သူ့ကိုငားတယ်သူတော့ကျွမ်းကျင်တော့လိုက်ပေါ့အဲ့ချိန်မှာပဲအဲ့ဒီမြို့ကရောက်လာတဲ့သူကသူ့အိမ်ရှိမှထိုင်ထားတဲ့ထောင်ထားတဲ့ဒုတ်ချောင်းလေးပေါ့အဲ့ဒုတ်ချောင်းလေးကိုကြည့်ပြီးမင်းအဲ့ဒါမသုံးလားတဲ့မသုံးဘူးတဲ့ဘာဘာလို့အမှလဲဒါဒုတ်ချောင်းမဲ့အမင်းမသုံးတတ်လို့ပါတဲ့ငါသုံးပြမယ်ဆိုယူသွားပြီး ဲ့တော်ရဲလေးရောက်တော့အဲ့ဒုတ်ချောင်းလေးကနေမောင်းခလုတ်လေးဆွဲလိုက်တဲ့အခါတမင်တကောင်ထိပြီးတမင်သိသွားဟာအဲ့ကြမှာဒီလူငယ်ကျွန်တော်ညီမအဲ့ဒုတ်ချောင်းထောင်တာကကြားလာပြီတကယ်တော့အဲ့ဒုတ်ချောင်းလေးကတနတ်ကလေးဒါပေမဲ့ဒီလူငယ်ကသူ့အိမ်မှာအဲ့ဒါလေးရှိရသူမသိဘူးဒါပေမဲ့သိတဲ့သူကအဲ့ဒါဒီလူငယ်ကဒုတ်ချောင်းလို့ပဲသတ်မှတ်တာမြို့ကလာတဲ့သူကသိတယ်အဲ့ဒါတနတ်ဆိုတာသိအဲ့တော့မသိပဲနဲ့သူကနှစ်ပေါင်းများစွာအဲ့ဒါဒုတ်ချောင်းလို့ပဲသတ်မှတ်ထားတာ ဒါပေမဲ့သိတဲ့သူကြောက်တော်ရဲယူသွားပြီးတားကောင်ပြက်တခါတစ်ချက်တည်းနဲ့ရတယ်။အဲ့ကြမှာဒီလူငယ်ဟာအဲ့ဒါအဲ့လိုပြက်လို့ရလား။အဲ့တော့ဟိုမြို့ကလာတဲ့သူကသင်ပေးတယ်။အေးအဲ့ဒါတနတ်လို့ခေါ်တယ်။ဒီလိုမောင်းကွေးလက်ကလေးကိုကွေးလိုက်ရင်တိတ်ဆောင်ပြက်လို့ရမြင့်ပင်ပင်မမလိုက်ပြီးထောင်ချောက်ထောင်ဆရာမလို့ဘူး။ဒါလေးကိုလက်ကွေးတာနဲ့အဲ့တိတ်ဆောင်လှမ်းပြက်လို့ရတယ်။အဲ့ကြမှာဒီလူငယ်ကျွန်တော်နှစ်ပေါင်းများစွာဒီ အိမ်ရှိမှာထောင်ထားတဲ့တုတ်ချောင်းကိုကျွန်တော်ကောင်းကောင်းမသုံးမိတဲ့အခါအတိတ်မှာအများကြီးဆုံးရှုံးသွားတယ်။အဲ့ဒါလေးကဘာလဲဆိုတော့တော့ပြစ်တဲ့တနက်ကလေးဖြစ်တယ်။ဒီကနေ့အဲ့ဒီလူငယ်အသက်တာမျိုးမဖြစ်အောင်ကျွန်တော်မှာအကြီးကြီးရှိထားတဲ့အရာပါဆုတောင်းခြင်းအဲ့ဒီဆုတောင်းခြင်းကအော်အော်ပွေရာသင်္ကာလီထူးထူးခြားခြားပျောင်ပျောင်မြောက်မြောက်တန်ဖိုးထားပြီးယုံကြည်ခြင်းရဲကျင်ခြင်းနဲ့တော့ဘုရားသခင်ကအော်အော်ပွေဘုရားသခင်က အလုပ်လုပ်မှဖြစ်တယ်ကျန်းသာသူရောက်ချင်းစရိုင်းဖြတ်ရှင်ကောင်းချီးပေးပါစီကျေရွချင်ညာစရိုင်းရောနတ်ဖန်ဗုဒ္ဓူးနေမြန်မာဆန်တော်ချိန်ညနေ၄နာရီခွဲမှာကျောပြန်လိုက်ပြီတွေ့ဆုံမှာဖြစ်ပါတယ်ဒီကနေ့ကြည့်ရှုခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်သာ၍ကောင်းချီးပေးပါစီ sorry ကျွန်တော်ဖြစ်ဆွတ်လေးချင်ညာချင်တာကျွန်တော်နတ်ဖန်ညနေ၄နာရီခွဲအစားညနေ၄နာရီမှာကျွန်တော်တွေ့ဆုံပါမယ်နှစ်ဖန်ညနေပိုင်းအစီအစဉ်တစ်ခုကျွန်တော်တရားတော်ဟောစရာရှိတဲ့ကြောင့်ညနေ၄နာရီနှစ်ဖန်ညနေ မြန်မာစံတော်ချိန်၄နိုင်မှာကျွန်တော်ပြန်လေးတွေ့ဆုံမှာဖြစ်ကြောင်းဖော်ပြလို့ရအလုံးကိုဖျက်ကောင်းချီးပေးပါစီကျွန်တော်တို့ထပ်ဖြစ်ဆက်เสียလာမဲ့ဇန်နဝါရီနေ့၃ရက်နေ့ရုံးပိတ်ကြောင်းပိတ်တဲ့နေ့မှာကျွန်တော်အေးမောက်ရှမ်းနှစ်ချင်းတဲ့တော်ရက်ဆောက်မျိုးမှာကျွန်တော်တရက်တာနှစ်ွက်တော်ဝင်ခါမှာဖြစ်ပါလေနိဇတ်တော်ချက်တော်ညီကိုမောင်မမြလာရောက်နားထောင်နိုင်ကြဖော်ပြလို့ရကျွန်တော်တို့ဒီကနေ့ညနေမှာလေအသင်းတော်ရဲ့ page မှာအဲ့ကြောင်းညာတင်ပြီးထားမှာဖြစ်ကြောင်းဖော်ပြလို့ရဒေသရှင်ဆိုင်ဝေရန်ဒေသရှင်စောထတ်နိုင်စုလို့ရ ချီးမွမ်းခြင်းတွေကိုလည်းကြားရမှာဖြစ်ပါတယ်ဒီကနေ့ချစ်ရှိခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေဆုတောင်းကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်တန်ရှင်းသောဝိညာဉ်တော်သုံးပါးသို့ဖြတ်ထားသောဘဝမှာကောင်းချီးဖျက်ပြသည်ချစ်ရှိတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့လည်းကောင်းဒီကနေ့မွန်နေ့ကျောက်တဲ့ Udivi Rajan နဲ့ကွာမိသားစုပေါ်သို့လည်းကောင်းမွန်နေ့ရှင်သီးသီးပေါ်သို့လည်းကောင်းမင်္ဂလာနေ့ပတ်တဲ့ကျောက်တော်သူသီးသီးပေါ်သို့လည်းကောင်းဘုန်းတော်ဝန်စားတဲ့သူတွေအသီးသီးကြံရှိတဲ့မိသားစုတွေနဲ့သိမှုရဖို့တော်တော်လည်းကောင်း အထူးသဖြင့်ကြည့်ရှုနေတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်တို့တလကောက်မချမ်းမာတဲ့သူများချမ်းမာခြင်းခက်ခဲတဲ့သူတွေလွတ်မြောက်ခြင်းမျက်ရည်ကျနေတဲ့သူတွေအတွက်မျက်ရည်တုပ်ပေးခြင်းစားကြလို့တဲ့သူစားစရာပေးခြင်းတဘာဝဘေးဒဏ်ဖောက်ပြန်မှုတွေဖယ်ရှားခြင်းဘိဥပတ်ဒီကင်းဝေးခြင်းစစ်ပွဲတွေရပ်တန့်ခြင်းဖရာရဲ့လက်တော်ကွက်ကစောက်မှခြင်းသည်ကြည့်ရှုတဲ့ online ပရိသတ်မြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစကာလအစင်းမြဲ တောင်းကြီးဖြတ်ဖြတ်တက်ရောက်ပြီးရှိတည်နေပါစေတော့အာမင်ကျေးဇူးတင်ပါတယ်ကျေးဇူးတို့အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေရင်သက်ချင်းရှိပါစေကျွန်တော်နှစ်ဖန်ဘုရုနဲ့မြန်မာစံတော်ချိန်ညနေ၄နာရီမှာပြန်လည်တွေ့ဆုံကြပါစို့ယုံထွေးရနိုင်ရင်လွန်မြောက်ရနိုင်ရင်ဒီအဝေးတော်လမ်းနာ